စင်းမြင့်ရောင်ရမ်းခြင်းလက်ချောင်းတောင်းခြင်းကယ်လ်ဆီယမ်ဓာတ်ပြည့်ခြင်းများအတွက်အယိုးနဲ့အစင်းအမြင့်ကိုထောက်ပံ့တဲ့ GL ဖြစ်ဆွဲအစားအစာကိုတောက်ပါတဘာဝငမန်းမှရရှိတဲ့ငမန်းအယိုးနှုံမှုန်သည့်အစစ်ရောင်နာကိုကာကွယ်ပေးပါသည်အယိုးဆဲလ်ကိုပြိုကွဲခြင်းကိုကာကွယ်ပါတယ်ကယ်လ်ဆီယမ်ဓာတ်က သွားတဲ့အယိုးများကိုခိုင်မာစေပါတယ်။စနွေးကနေထုတ်ယူတဲ့ပစ္စည်းကတတိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ဥပမာအဆင့်ရောင်ရမ်းမှုကိုကာကွယ်ပေးပါတယ်။မက်ဂနီဆီယမ်ဓာတ်နဲ့ဗီတာမင် D ကကိုယ်ခန္ဓာကိုထောက်ပံ့ပြီးကယ်လ်ဆီယမ်ဓာတ်ကိုကောင်းမွန်စွာဆုပ်ယူခြင်းကိုကူညီပေးပါတယ်။အလတ်စတင်းနဲ့ကောလာဂျင်ကိုထုတ်လုပ်ရမှာကူညီပါတယ်။ ရိုးရိုးရေတန်းကိုဒီအက်တထုံနဲ့ဖြော်ပြီးမနက်စာမစားခင် တောင်းနိုင်ပါတယ်ကိုခနာကိုကောင်းမွန်စွာထောက်ပံ့မှုကော်လာဂျင်နဲ့အတူတွေ့တောက်တင်ပါတယ်အစားတောင်းနဲ့ဆေးဝါးကုတ်ကဲရဲ့ဦးစီးဌာနမှာမှတ်ပုံတင်ခဲ့ပြီးလူမျိုးပါသားမရွေးတောက်ဖို့စံချိန်ကိုမှီပါတယ်ဒီအားဖြင့်ဆွဲအစားစာကအရိုးနဲ့အဆက်များကိုထောက်ပံ့ပါတယ်နိုင်ငံတဝင်းဆက်စပ်မုံအယောက်ဆိုင်များမှာရောင်းချပေးနေပါတယ်